ခင်မုန်းဖြစ်သူဟာလူလီသေးမရှိလောကန်ကျွေးခဲ့တာတော့သမီးလေးရဲ့မျက်နှာတော်မထောက်ပဲဖောက်ပြန်သွားတဲ့အမျိုးသမီးလက်တလုံးအင်တာနက်ပေါ်မှာလူပြောများနေတဲ့သတင်းတပုတ်ကတော့လောက်ကင်ကျွေးတဲ့ခင်ပွန်းနဲ့ချစ်စရာသမီးလေးကိုပြစ်ခဲ့ပြီးဖောက်ပြန်မှုတွေကျွလွန်ခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်။အဆိုပါအမျိုးသမီးကအိမ်အောင်တဲ့အမျိုးသမီးတယောက်ဖြစ်ပေမဲ့အရှက်သိက်ကမရှိစွာယောက်ျားတော်တော်များများနဲ့ဖောက်ပြန်ခဲ့တာပါ။သူမရဲ့ခင်ပွန်းနဲ့ကတော့ဇနီးနဲ့သမီးလေးကိုမျက်နှာမငယ်ရအောင်လို့ပြင်းပြင်းစုံစုံထားပေးခဲ့တာပါ။ မော်လင်းမိုးချုပ်ရေတက်မှုကောက်ပြီးတော့ပင်ပင်ပန်းပန်းနဲ့ရှာဖွေကျုံးမိခဲ့တာပါ သူကိုယ်တိုင်ကတော့နေပူထဲမှာအလုံးလုံးနေပေမဲ့သမီးနဲ့ဇနီးတဲ့ကိုတော့အိမ်မှာပဲအေးစစ်စစ်နဲ့ပြေးပြေးဆုံဆုံကိုထားခဲ့တာပါမြန်မာလူမျိုးတွေဖြစ်ပေမဲ့ထိုင်းနိုင်ငံမှာအလုံးလုံးရင်အရင်မှပဲအခြေချနေထိုင်ကြတာပါလင်းများနှစ်ယောက်လုံးကအသက်အရွယ်အားဖြင့်လူလက်ပိုင်းတွေလောက်သာဖြစ်ပေမဲ့အမျိုးသားဖြစ်သူကတော့လင်းဝင်တရားနဲ့ညီနေထိုင်ခဲ့တာပါ ဒါပေမဲ့အမျိုးသမီးကတော့အိမ်မနေပြီးမယားဝတ်တရားနဲ့အညီမထိန်နိုင်တဲ့ပြင်ရှယုံဘွယ်ရာဖောက်ပြန်မှုတွေကိုပါကျူးလွန်ခဲ့တာဖြစ်ပါတယ်အမျိုးသမီးဟာခင်မုန်းတဲ့အပြင်ထွက်ပြီးစီးပွားရှာနေချိန်သမီးလေးကိုပြူးစုဆောင်းရှောက်ထိန်းသိမ်းရမယ်ဆိုအပြင်ထွက်ပြီးတခြားမျိုးသားတွေနဲ့ဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်နေကြတာပေါ့အပြင်မှာသာလူချင်းတွေ့ပြီးဖောက်ပြန်ရုံနဲ့မကပါဘူးဖုန်းထဲကနေလည်းတခြားမျိုးသားတွေနဲ့ဖောက်ပြန်မှုကိုကျူးလွန်ကြတာပေါ့အိမ်အောင်ရှိကလေးတယောက်မှဖြစ်နေပေမဲ့သူမကတော့အပြိုလေးလိုလောက်ကအသစ်သစ်တွေရှာပြီးတော့တာယာနေတာပေါ့ ဒေါက်သူမရဲ့ခင်ပေါ်ကရှိမိခဲ့ပြီးတော့စုံစမ်းမှုတွေလုပ်ရင်းကနေဧပြီလ20ရက်နေ့မှာတော့တခြားမျိုးသားတယောက်နဲ့အတူတူရှိနေတာကိုလက်ဘူးလက်ချက်မိသွားကြတာပဲဖြစ်ပါတယ်။ခင်မုန်းနဲ့ကသူ့ရဲ့ဆွေမျိုးတချို့နဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုပါခေါ်လာခဲ့ပြီးတော့ဖောက်ပြန်သူအမျိုးသမီးနဲ့အလို့တူအလို့ပါရှိနေတဲ့အမျိုးသားတို့ကိုစစ်ဆေးမေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ဒေါက်ခင်မုန်းတဲ့ဘက်ကပါလာတဲ့လူတယောက်ကလိုက်လွှဲမိအမျိုးသမီးရဲ့အရှက်မရှိဖောက်ပြန်မှုတွေကိုအားလုံးသိအောင်လို့ဝေးမျှလာခဲ့တာပါ။ လိုင်းလွင့်မီစစ်စေးမင်းမြန်းချိန်မှာလည်းအမျိုးသမီးရဲ့အဖြေနဲ့အမူအရာတွေကပေါ်ပြက်ပြက်ကိုဖြစ်နေကြတာပါ။သူမအနေနဲ့ဘသူ့အမဂယူးဆိုင်တဲ့ပုံမပေါ်ပဲဖုန်းကြည့်လည်းမပြတ်ခင်ပါဘူး။လူတွေအများကြီးအားအဖြစ်မှန်ကိုအကျိုးကြောင့်ဝိုင်းပြီးတော့မင်းနေကြပေမဲ့သူမကတော့မထီမဲမြင်ပြုနေကြတာပါ။သူမရဲ့ခင်မုံဖြစ်သူကတော့ရိုရိုအေးအေးပုံစံမျိုးဖြစ်ပြီးမိမတယောက်လုံးသူ့ရဲ့ရှေ့မှာတခြားမျိုးသားတယောက်နဲ့ဖောက်ပြန်နေတာကိုဒေါသနဲ့တုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။ ဒါအပြင်ဘေးနားလူတွေအားသာသူဘက်ကနေမခံမရမ်းနိုင်ဖြစ်ပြီးအမျိုးသမီးတို့အပြစ်တင်ပြောဆိုနေကြပေမဲ့သူကတော့စကားတွေအများကြီးတောင်ဝင်ပြီးတော့မပြောခဲ့ပါဘူး။ဒါကြောင့်မလို့ live ကိုကြည့်နေတဲ့လူတွေကတော့ဒေါသမျိုးသိမ့်နိုင်လုံးနဲ့ခင်မုန်းတဲ့ကိုစားစိတ်တွေတုန်နေကြတာပါ။ဒါပေမဲ့ခင်မုန်းတဲ့ရဲ့ရှင်ထဲမှာတော့ပြောမထွက်တဲ့ခံစားချက်တွေရှိနေမှာပါ။အိမ်တော်ရှင်အမျိုးသမီးနဲ့ဖောက်ပြန်ခဲ့တဲ့အမျိုးသားကလည်းအသက်ငယ်ဦးမဲ့ပုံမှာပဲ။သူကတော့ဒီမျိုးသမီးကိုအိမ်အောင်ရှိခလေးမေမှန်မသိလို့သာအခုလိုအတူတူနေမိကြောင်ပြောလာခဲ့တာပါ သူ့အနေနဲ့ဒီမျိုးသမီးကအိမ်အောင်ရှိဇနီးသက်တယောက်မှန်သိရင်အခုလိုမျိုးမလုပ်ပါဘူးလို့ပြောနေပေမဲ့အတူတူနေပြီးရအောင်အိမ်အောင်ရှိမှမသိဘူးပြောနေတာကရုပ်တိမရှိတဲ့ဇကားရိတာဖြစ်လို့ဘယ်သူမှမယုံကြည်ကြပါဘူး။ဒါကြောင့်ဖောက်ပြန်ခံရသူခင်မွန်းတဲ့ကတော့သူ့အနေနဲ့ဇနီးဖြစ်သူကိုအရင်လိုမပောင်းနိုင်တော့ပဲတရားဝင်ကွာရှင်းပြတ်ဆဲဖို့ဆုံးဖြတ်ချက်ချခဲ့တာပါ။အမျိုးသားကဖောက်ပြန်ခဲ့တဲ့ဇနီးနဲ့ကွာရှင်းပြတ်ဆဲပြီးတမီးလေးကိုတော့သူ့အနေနဲ့ပြုစုပြောထောင်ပေးဖို့ခေါ်ထောင်းမှာပဲဖြစ်ပါတယ်။ အချင်းစာရိုက်တာပြပြပြီးမိခင်ဝတ်တရားမကျေပုံနှလုံးတမီးပေါ့ကိုလည်းမငဲညာခဲ့တဲ့အမျိုးသမီးရဲ့လက်ထဲကိုတမီးဖြစ်သူကိုမထိလိုက်နိုင်တာကြောင့်သူကိုယ်တိုင်ပဲကျွေးမွေးဆောင်ရှောက်မှာဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့ဇနီးတဲ့ကိုလည်းအခုလက်ရှိလက်ပူးလက်ချက်မိထားတဲ့ဖောက်ပြန်ခဲ့တဲ့ယောက်ျားနဲ့သာပေါင်းသွင်းမှုတောင်းဆိုခဲ့တာပါ။နောက်ပြီးတော့ဇနီးဖြစ်သူတုံးထားတဲ့အကျွေးတင်ရတဲ့ငွေတသိန်းကိုလည်းဖောက်ပြန်ခဲ့တဲ့အမျိုးသားကတာဝန်ယူပြီးဆက်ပေးခဲ့ပါလို့တောင်းဆိုပြီးသူ့ဘက်ကတရားဝင်ပြန်ဆယ်လိုက်တာပါ ဇနီးစဲကတော့ဘောင်မအေးဆိုင်မနေပဲဖြစ်ချင်ရပြည့်စုံတဲ့မျက်နှာပေးမျိုးနဲ့နေနေခဲ့ပေမဲ့တစ်ဖက်ကသူမနဲ့တူဖောက်ပြန်ခဲ့တဲ့အမျိုးသားကတော့အခုလိုဇာရိုက်တပြက်ပြားတဲ့အမျိုးသမီးကိုအတီတကျယူဖို့ရလန့်နေတဲ့ပုံမှာနောက်ပြီးတော့သူ့အနေနဲ့အကျွေးတသိန်းလက်ဆက်ပေးရမှာဖြစ်တာကြောင့်အင်တင်တင်နဲ့ဖြစ်နေခဲ့တာပါတကယ်တော့ဒီမျိုးသမီးကလက်ရှိလက်ဘူးလက်ကျက်မိထားတဲ့အမျိုးသားနဲ့ဖောက်ပြန်နေတာမဟုတ်ပဲနောက်ထပ်ယောက်ျားတွေတယောက်ပြီးတယောက်နဲ့ဖောက်ပြန်နေခဲ့တာပါ တောင်းစုံစမ်းသိရှိပြီးသားဖြစ်တာကြောင့်တခါတည်းဗီဒီယိုကောခေါ်ပြီးပြဿနာကိုရှင်းလင်းထုတ်ခဲ့ကြပေမဲ့တစ်ဖက်ကအမျိုးသားတွေကတော့စကားတော်ဆုံးအောင်နားမထောင်နိုင်ဘဲနဲ့ဖုန်းချပစ်ခဲ့ကြတာပါ။လိုင်းလွင်နေတဲ့အကောင်ပါရှင်ကိုရိုင်းရလည်းအောက်လုံးနေတုံးကအရှမ်းမရှိဖောက်ပြန်ခဲ့တဲ့အမျိုးသမီးကိုပြောဆိုနေသလိုလိုင်းကြည့်နေတဲ့သူတွေကလည်းရှဲပလန်နဲ့ဆဲဆူနေကြတာပါမိခင်တရားဖြစ်နေပြီးတမီလီရဲ့မျက်နှာအောင်မှမထောင်တခြားယောက်ျားတွေအများကြီးနဲ့ဖောက်ပြန်နိုင်တဲ့သူမကိုအံ့ဩယုံရှာနေကြတာပါ ဒီဘက်ခင်မှာဖောက်ပြန်နေတဲ့ကိစ္စတွေကထမင်းစားရေတောင်းတယ်လို့မျိုးလွယ်ကူနေကြတာပါအခုကိစ္စမှာလည်းဖောက်ပြန်မှုကျွလွန်ခဲ့တဲ့အမျိုးသမီးကသူမအနေနဲ့အမားမလုပ်ထားသလိုပဲရေဦးဖိပေးခတ်အေးပုံစံမှာပဲဒါကြောင့် live ကြည့်နေတဲ့သူတွေကသူတို့သာအနားမှာရှိနေရင်ဒီမျိုးသမီးကိုတစားစီဖြစ်အောင်ထူရပြစ်မယ်ဆိုပြီးတော့ကြိမ်းမောင်းနေကြတာပါဖောက်ပြန်သူတို့ရဲ့အဆုံးသတ်ကဆိုးရွားတဲ့အဆုံးသတ်ပဲဖြစ်မှာမဟုတ်လို့ဖောက်ပြန်ခံရသူအမျိုးသားအနေနဲ့တမိလေးနဲ့သာအကောင်းဆုံးရှေ့ဆက်ပါဆိုပြီးတော့အားပေးစကားတွေပြောလာကြတာပါ ကြည့်ရှုနေတဲ့ပရိသတ်တို့အနေနဲ့လည်းခင်မိုးနဲ့သမီးလေးကိုဥပိ္ပခါပြုတ်ပြီးတော့တခြားမျိုးသားတွေအများကြီးနဲ့ဖောက်ပြန်ခဲ့တဲ့မျိုးသမီးပေါ်အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်။